တဘာဝကစွမ်းဆောင်မှုပေးနေတာကိုကိုလုံးတယ်လို့ထင်နေကြတယ်ပညာသင်တယ်ပညာတတ်တယ်ငါလုံးလို့ရတယ်စီးပွားဥစ္စာရှာတယ်စီးပွားဥစ္စာတွေဖြစ်တယ်ငါလုံးလို့ရအလုံးငါလုံးလို့ရတယ်ငါအလိုတိုင်းပဲအကုန်ဖြစ်တယ်လို့စိတ်ထဲမှာထင်တယ်စဉ်းစားကြည့်နောက်ဆုံးမှာကိုယ်ခန္ဓာကိုယ်ကြီးဟာ နေဖြတ်သွားရင်ငါလုံးလုံးမရဘူးဆိုတာအဲ့ကြောင့်မှတွေ့ပြန်အကြောင်းအကျိုးမညင်ညွတ်လို့တစ်ခုဖြစ်သွားရင်ငါလုံးတိုင်းမရဘူးဆိုတာသဘောပေါက်လာအေးငါလုံးလုံးရတယ်လို့ထင်နေတာအတ္တတကယ်ကတော့သဘာဝတရားတွေအကြောင်းအကျိုးညင်ညွတ်နေတဲ့အခါမှာသွားနေတာကာရစီဆိုတာညင်ညာလည်းကောင်းတယ် ်ရှိရလဲကောင်းတယ်အလုံးဘိနေရလဲကောင်းတယ်အဲ့ဒီအနေထားနဲ့ရှိနေတဲ့ကာကြည့်ပြီးတော့အမောင်းညင်းတဲ့နေရာမောင်းလို့ရတယ်လို့လူတိုင်းဟာအထင်ရောက်တာကြည့်ပဲကောသို့တော့အဲ့ဒီထဲကကရိယာတွေတခုချိုးယွင်းလာပြီဆိုရင်ကိုသွားခြင်းတဲ့နေရာ ဖိတ်ပေါက်ရင်လည်းသွားမရဘူး။ဝါရချိုးတစ်ချောင်းပြုတ်သွားရင်လည်းသွားလို့မရဘူး။အဲ့ဒါလို့ကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးဆိုတာဟာတခູ່ချွင်းသွားတဲ့အခါကျတော့ပေါ့။တိုးတော့တမန်ဗုဒ္ဓရှင်ပုဂ္ဂိုလ်တွေဟာကိုယ့်အလိုတိုင်းအလုံးဖြစ်နေတယ်လို့ထင်နေတာဟာအနတ္တကိုအတ္တလို့အထင်မှားခြင်း အသိမာခြင်းအမြင်မာခြင်းပဲဖြစ်တယ်ဒါတွေမကဘူးလူတိုင်းလူတိုင်းဟာချစ်ကိုကိုကိုမလှလှဖို့မလှလှအောင်ပြုပြင်ရေမိုးချိုရှင်မွေးနန်းသာဒိတ်ချံအဝစားကောင်းတွေလှမန်လေးတချီချီနဲ့ကိုကိုကိုလှတယ်လို့ပဲထင် लाठे तो दो दीदी छाजा लेने से ना ची कुकु कोटा मदरी से आ काम है से मुंह में छोवे ने नेची से मुंह छोटा भी दामा वे खाना गोजी रे का छोटे यारे हो ची पसार का छोटा वे पिये पिये म्यासी का छोटा वे पिये पिये ना खाऊंगा छोटे यावे पिये पिये नारे का छोटा वे पिये ဘယ်အရာများမွေးကြိုင်တာရှိတော့နောက်ဆုံးတွိုင်းလက်ထဲသွားတဲ့အရာတွေဆိုရင်လူတွေဟာလေခန္ဓာကိုယ်တွေကထွက်လာတာတွေကြီးလိုက်မဲ့ဆိုရင်သိမ့်တာစရာတခုမှမရှိဘူးအဲ့ဓာတွေကိုတန်ဆင်းနေလှပါတယ်လို့ထင်ထားတဲ့ခန္ဓာကိုယ်ကြီးတွေကထွက်တာတွေဟာမတန်ဆင်းနေမလှမပါယွန်းစရာတွေကြီးပဲဖြစ်နေတယ်ဆိုတာထင်ရှား ခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးတော့မိသားစုတငယ်ချင်းအပေါင်းတစုစားကောင်းတောက်ဖွဲ့တွေကိုဝိုင်းပြီးတော့စားတဲ့အခါမှာတပြောတပါစားကြတယ်ခန္ဓာကိုယ်ရဲ့ရောက်သွားပြီးဘိုက်ထဲရောက်သွားပြီနောက်ဆုံးမှာအစာဟောင်းဘဝရောက်သွားပြီးဆိုတဲ့အခါကျတငယ်ချင်းအပေါင်းတစုစုပြီးတော့များစွန့်တာတွေ့ချာလား ဲ့ဒီကြတော့ဘာလုပ်လဲတွိုင်းလက်ထဲဝင်ချက်ထိုးပြီးတော့တယောက်ထဲနှာခေါင်းပိတ်ပြီးတော့ဆောအဲ့ဒါပဲအလာတော့ဆိုခဏကိုယ်ရေအလာတာပဲဒါလေးอ่ะအဲ့ဒီသဘောတွေကိုဆင်ញင်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ခဏကိုယ်ဆိုတာယွန်စရာကောင်းတဲ့မတင့်တယ်တဲ့အတုပတာဖြစ်တယ်သို့တော့ကိုယ်ကနေစဉ်ဘဝမှာ မတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်လေလို့စိတ်ထဲမှာထင်းနေခြင်းဟာမာယွင်းခြင်းပဲဖြစ်တယ်အမမားတယ်အတိမားတယ်အယူမားတယ်တကယ်အစ်စ်မှမဟုတ်တာလွဲချော်နေတယ်အဲ့တော့ဘုန်းကြီးတို့တွေမမြဲတာကိုမြဲတယ်လို့ထင်နေခြင်းဟာအမမားခြင်းအတိမားခြင်းအယူမားခြင်းပဲဖြစ်တယ် ဆင်းရဲတာကြီးကိုဒုက္ခလို့ထင်နေလို့ရှင်အမြင်မှားခြင်းအတိမှားခြင်းဘယူမှားခြင်းပဲဖြစ်တယ်အမှန်မှားခြင်းအတိမှားခြင်းအယူမှားခြင်းပဲဖြစ်တယ်ကိုမလုံနိုင်တဲ့အရာကြီးကို ကိုယ်လိုတိုင်မဖြစ်တဲ့အရာကြီးကို ကိုယ်လိုတိုင်ဖြစ်တယ်လို့ထင်နေခြင်းနေ အမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းသာဖြစ်ပါလေမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်တယ်လို့ထင်မှတ်နေခြင်းဟာအမှတ်မှားခြင်းအတိမှားခြင်းအမြင်မှားခြင်းသာဖြစ်ပါလေဆိုလိုတာတင်ညာဝိပ္ပန္နတာအမှတ်မှားခြင်းစိတ်တဝိပ္ပန္နတာအတိမှားခြင်းဒိဋ္ဌိဝိပ္ပန္နတာ အမြင်မှခြင်းတော့မဟုတ်အယူမှခြင်းတန်တရားတဲမှာဒီလိုအမာအယွင်းနေနေလူတွေဟာနေစင်ဘဝမှာတည်ကြအဲ့ဒီမှားယွင်းမှုကိုအကြောင်းပြုပြီးတော့ကောင်းမှုမကောင်းမှုဆိုတာတွေကိုလောက်ကြပြန်တယ်လောက်ကြသည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးတွေကို လူတွေဟာရရှိပြီးတော့နေကြတယ်ဒါတန်တရားဘဝမှာအတိုင်းကောင်းကျိုးဆိုးကျိုးတွေကိုရရှိခံစားကြရတယ် ကောင်းကျိုးရတဲ့အခါလေးမှာစိတ်ချမ်းသာကိုချမ်းသာနဲ့ပျော်ရွှင်ကြဆိုးကျိုးရတဲ့အခါမှာကျတော့စိတ်နှလုံးမသားမရနဲ့ချိန်မိတ်ခံကြကြအဲ့ဒီလိုဘုံဘဝတစ်ခုမှာအမားရွင်နေနဲ့အမှန်မသိပဲနဲ့လူရဲ့ဘဝမှာဖြတ်တန်းနေကြတာပဲဖြစ်တယ်ဒါကူ စပိတ်ကျမ်းကမှာပါရီပြောတော့ဆိုအနေစေနေစသင်ကြီးနောဒုက္ခေစဒုက္ခသင်ကြီးနောမမြဲတဲ့ခန္ဓာငါးပါးကိုမြဲတယ်လို့အမှားမှားတယ်ဆင်းရဲတဲ့ခန္ဓာကြီးကိုချမ်းသာတယ်လို့အမှားမှားတယ်အနတ္တနိစအတ္တတိ ိုယ်လိုတိုင်းမဖြစ်တဲ့ခန္ဓာကြီးကိုကိုယ်လိုတိုင်းဖြစ်တယ်လို့အမှတ်မှားတယ်အတုဘေသူဘသင်ကြီးနှုံးမတင့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုတင့်တယ်တယ်လို့အမှတ်မှားတယ်အဲ့ဒီလိုမှားရင်းနေတဲ့ပုဂ္ဂိုလ်တွေတတော်တွေဟာမိစ္ဆာဒိဋ္ဌိဟတ္တာတတ္တာ ခိတ္တစိတ်တာဝိသင်ကြီးနှုံးရှုနိုင်ခြင်းတစ်မျိုးပဲ မမှန်ကန်တဲ့အတွေးတွေကိုအကြောင်းပြုပြီးတော့စိတ်ယူပေါင်နေခြင်းသာဖြစ်တယ်။ယ ahanan ပုဂ္ဂိုလ်တွေအရိယပုဂ္ဂိုလ်တွေအနေနဲ့ကြည့်လိုက်လို့ရှိရင်ပုထုဇဉ်တွေဟာယူနှမ်းနေတဲ့ပုဂ္ဂိုလ်တွေပုထုဇဉ်တော့ဥမတကောလို့ထားကြပြောတာ။တမန်ပုဂ္ဂိုလ်တွေကတော့ကြည့်နေလူတယောက်ဟာအဝတ်ကလည်းဆုတ်ဆုတ်ပြတ်ပြတ် အမိုက်ပုံထဲမှာဟိုဟာရဲရှာတာရဲရှာဆိုတဲ့အယူတယောက်ကိုမြင်ရင်ဒီလူကြီးဟာယူနေတာပဲလို့ပြောကြမှာပဲเนาะကိုလည်းအဲ့ဒီပုံစံဖြစ်နေအရိယာသူတော်စင်တွေကကြည့်မဆိုရင်အမိုက်ပုံကြီးထဲမှာရဲရှာနေတာနဲ့တူနေတယ်ကာမဂုဏ်အာယုန်ဒီပေါ်မှာတမက်တမောနဲ့မခွဲနိုင်မခွာနိုင်ဆွဲလန်းနေခြင်းဟာ စိတ်ဓာတ်ယူသွနေခြင်းပဲဖြစ်တယ်။ဒါကိုအမအရင်ကိုကအကောင်းထင်တယ်တကယ်ကအကောင်းမဟုတ်ဘူး။အဲ့ဒီလိုဘဝတစ်ခုရနေအဲ့ဒီလိုရနေဘာဖြစ်လဲ။ဒီယောဂရုပ်တာမရတ္တအာယောဂခေမီနောစနာကိလေသာတွေရဲ့ နောက်ဖွဲ့ထားမှုခံရတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှငြင်းချမ်းမှုဆိုတာရှိမှာမဟုတ်ဘူးတဲ့။ရှင်တွေကပူလောင်မှုတွေနဲ့တတ္တခိသန္တိတန်တာရာသာတိမရဏကာမိနောဝိဖွာလိုက်တေဆုံးလိုက်ဝိဖွာလိုက်တေဆုံးလိုက်ဆိုရင်တန်တရာထဲမှာခွန်ကြီးတို့တွေဟာလူဖြစ်လာပြီမကြခင်ဒေသွားကြဗျာနောက်တစ်ခါပြန်မွေးဗျာနောက်တစ်ခါတေသွားဗျာနဲ့ အဲ့လိုသရဝရီရဲ့ထုံတန်းစင်လာတဲ့တန်တရာကြီးတွေကထွက်ပေါက်မရအောင်တဝဲလည်းနေဖြစ်နေကြတာဖြစ်တယ်။အဲ့ဒီတန်တရာတွေကအမှားရွေးနေကိုမြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့